ားလုံးပဲမင်္ဂလာပါ a few question ကနေပြီးတော့ကြိုဆိုပါရစေအခုပြပြပေးမှာကတော့2023 October morning question question number 55ဖြစ်ပါတယ် Which of the following is the appropriate policy for creating an SLE? SLE တခု create လုပ်တဲ့ နော် policy မူဝါဒကအောက်မှာပေးထားတဲ့ပြန်ဥစားကတင့်တော်တဲ့မူဝါဒဖြစ်မလဲဆိုပြီးတော့ပြောထားတယ်ပေါ့နော် SLA ကဘာကြောင့် create လုပ်ရတာလဲဆိုရဲသူ့ရဲ့မူဝါဒအောင်မိထားပါတယ်အဲ့တော့ SLA ဆိုတာကဘာလဲဆိုလို့ရှိရင် service level agreement ဖြစ်ပါတယ်အဲ့တော့ SLA ဆိုတာဒီ service level agreement ဖြစ်တယ် ဲ့တော့ဒီ service နဲ့ပတ်သက်ပြီးတော့ agreement လောက်ထားတာသဘောတူညီချက်ယူထားတာအဲ့ဒါဒီဘာလဲဆိုလို့ရှိရင်ဒီ service ကိုပေးတဲ့လူကုမ္ပဏီတွေနဲ့သုံးစွဲနေတဲ့ customer ရဲ့ကြားမှာနော်သဘောတူညီချက်လောက်ထားတာဖြစ်တဲ့သဘောတူညီချက်ကို create လုပ်ပြီးတော့မှနော် document အနေနဲ့ထားထားပြီးတော့မှလက်မှတ်တွေပါရေးထိုးတာဖြစ်တယ် အဲ့နံပါတ် A ကကြတော့ setting a compensation as a penalty for every item that has a service level service level ဝန်ဆောင်မှုအဲ့လိုပေါ့နော်ဝန်ဆောင်မှု level ဆိုပြီးတော့ရှိတဲ့ပစ္စည်းတိုင်းအတွက်ကိုမှသူသည်ပြစ်ဒဏ်အဖြစ်နဲ့ရောကြီးပေးတာ penalty အဖြစ်နဲ့ရောကြီးပေးရတဲ့အဥ္စာမျိုးလားတဲ့ SLA ထိုးရခြင်းရည်ရွယ်ချက်ကနံပါတ် B ကကြတော့ setting a service level for every item that can be taken into consideration အဲ့တော့ထည့်သွင်းပြီးတော့စဉ်းစားနိုင်တဲ့ item တိုင်းအတွက်ကိုသူကဝန်ဆောင်မှုအစဉ်သတ်မှတ်ခြင်းလားတဲ့နံပါတ်စီကကြတော့ setting and service level that is maintained into the future without any changes သူဒီနောက်ပိုင်းမှာ future without any changes ဆိုအပြောင်းလဲမရှိဘဲနဲ့နောက်ပိုင်းမှာထိမ့်သိမ်းထားမယ်ဆိုတော့ ဒီဝန်ဆောင်မှုအဆင့်ကိုတတ်မှတ်ခြင်းလားနံပါတ်2ကကြတော့ setting and service level under the course and need of a service provider and it customer အဲ့တော့ဒီ service provider နဲ့သူ့ရဲ့ customer တွေကနေပြီးတော့မှ ကုန်ကြစရိတ်နဲ့လိုအပ်ချက်တွေကိုနော်ဝန်ဆောင်မှုအနေနဲ့အဆင့်တတ်မှတ်ခြင်းလားအဲ့တော့ service ပေးတဲ့ provider နဲ့ customer ရဲ့ကြားမှာ ထိုးရတဲ့ agreement ဖြစ်တဲ့အဲ့တကြောင်မလို့ဒီမှာ setting the service level and the cost and the need of a service provider and a customer လို့ပြောထားတယ်။နံပါတ်၄ကတော့အဖြေမှန်ဖြစ်ပါတယ်။ video လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ် video မှာပြန်ပြီးတော့တွေ့ကြပါမယ်။